ကဲဆယ်လာပိုင်းတလလုံးစားအတွက်ခြေအိမ်တော်ကြီးနဲ့ကျမကြီးပြီးတော့လူမှုရေးရာကိစ္စလေးတွေကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့တနေ့ဝေသာသမီများအနေနဲ့ကတော့ဒီလတွေမှာစိတ်တိုင်းမကြတာလေးရှိတယ်အဲ့ဒါတွေကြောင့်ပင်ပန်းစရာလေးတွေများလာမယ်အဲ့ဒီပင်ပန်းမှုကြောင့်ပဲအလုပ်ပြီးပြီးတော့ကျမကြီးညံ့တာမျိုးစိတ်တော့ကတွေရောက်လာတာမျိုးအဲ့လိုမျိုးတွေရှိတတ်တယ် အခြေအရတော့စိုးရင်ပူပန်ရတဲ့ကိစ္စတွေနည်းပါးတဲ့အတွက်ကြောင့်မလို့အေဂျင့်တဲ့ကာလာတဲ့ကိုရောက်နေပြီလို့ပြောလို့ရတယ်။ဒီစီပေါ့။အဲတော့အိမ်တော်တွေများနေနေတော့ဒီလာထဲမှာတော့သတိပြုစရာတွေစင်ကျင်ရမယ့်နေရာတွေတော့အများအများရှိတယ်။အဲ့ဒါတွေစင်ကျင်နိုင်မယ်ဆိုရင်တော့စင်ပြွားလိမ့်မယ်။အေးအဲ့ဒါတွေမစင်ကျင်နိုင်ဘူးဆိုရင်တော့ဒီကာလမှာကြက်ကြက်နဲ့တုံးအုံးနဲ့ရံဖြစ်နေမဲ့လလို့ပြောလို့ရတယ်။နောက်ကျမ်းမာကြီးကတော့6ရောက်ပိုင်းဆိုင်ရာတွေသတိထားမယ်။ခောက်အောက်ပိုင်းသတိထားမယ်။နောက် အစာမှားခြင်းကြောင့်ဖြစ်တဲ့အစာရင်လေးအစာမှားခြင်းကြောင့်အစာမှားတာလည်းယူဆရမယ်ပြီးတော့အစာရင်လေးလည်းဖြစ်တတ်တယ်အဲ့ဒါလေးကိုလည်းယူဆိုင်ဖို့လိုအပ်တယ်ပေါ့တနိဏသာသမီများအတွက်ကြတော့ပါလဲဆိုဆုံးဖြတ်ရခတ်တဲ့ကိစ္စရက်တွေအများအများပေါ်လာတတ်တယ်။ဘာဆုံးဖြတ်ရမှန်းမသိဘူးဖြစ်တတ်တယ်။နောက်လောက်ကန်အခွင့်အရေးနဲ့ပတ်သက်ပြီးလားတော်တော်ကိုကောင်းတယ်လို့ပြောလို့ရတယ်။နောက်ပြီးတော့အစ်စ်တွေအစ်စ်ရွှေပြောင်းတာအိမ်ပြောင်းတာအလုံးပြောင်းတာအဲ့လိုမျိုးရွှေ့ပြောင်းရတဲ့ကိစ္စရက်တွေကတော့ဒီလထဲမှာလုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်။ အဲနောက်တစ်ခုကျတော့ဗာလဲဆိုခရီးကိစ္စတွေအစဉ်ပြေပဲစိတ်ချမ်းသာနဲ့သွားလာမခီးလေးတွေရှိတတ်တယ်ပေါ့နောက်ညီကိုမောင်နှမတွေဆွေမျိုးသားချင်းတွေကြောင့်တော့စိတ်ပင်ပန်းခြင်းစိတ်ဒုက္ခရောက်အောင်ခြင်းစိတ်အယံဖီစီရခြင်းတော့ဖြစ်တတ်တယ်အဲ့တော့ပြောရမယ်ဆိုရင်ညီကိုမောင်နှမတွေလာပြီးတော့နော်လာပြောတယ်ဆိုနေတော့ဒီလာလာတယ်မှာလုံးဝမလုပ်ပေးတာဖြစ်ဖြစ်လုပ်ပေးရင်လည်းဟောသီကံဖြစ်ဖြစ် လောက်ရလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့မခံစားနဲ့ခံစားနေတာထဲမှာသွေးပို့တိုးမယ်သွေးပို့တက်မယ်လို့ပြောလို့ရတယ်ဇုံတစ်ခုခုသောကိစ္စတွေပေါ်လာအတန်ကြီးသူတွေကိုကိုကြီးတောင်းကြီးအပြည့်အစင်ပြောတတ်မယ်နော်အခြေအေးကတော့သိပြီးတော့စိုးရင်စရာကြီးစိုးနေရကြောင်မလို့အရင်အစဉ်ပြေးမှမဟုတ်ဘူးချုံမှမဟုတ်သေးဘူးနော်အိမ်တော်ကြီးကတော့အတိုင်ဖောက်နေညီနေကြမလို့အိုးကေကေဆူဆူပြေးပဲလို့ပြောလို့ရတယ်ပြီးတော့ဒီကျမ်းမိုင်ပိုင်ဆိုင်ရာနေပြောမှာဆိုတော့ accident တွေဖြစ်တတ်တယ်သွေးထွက်တန်ရိုးတွေဖြစ်တတ်တယ်နောက်ဘူးလဲတာတွေ ဖြစ်တတ်တယ်အားနေတဲ့ကြောင့်မူလဲတာဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးရှိတတ်ပေါ့တော့အင်္ဂါလသမီးများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီအော်တိုဘားလာတလားစားတော့မှာဖြစ်လေဆိုအခြေအကတော့အကောင်းဆုံးပဲကျွန်တော်အရှိရှိမှလည်းပြောခဲ့တယ်လုံးဝလုံးဝအခြေအကောင်းဆုံးလို့ပြောခဲ့တဲ့လိုမျိုးပဲဒီလကကြည်နူးပျော်ခြင်းပြားရည်လူပြားရည်အစံချုံမိန်နဲ့ချစ်ချင်းကာလာပြည်လာလိမ့်မယ်အရင်လားအစီမပြေဘူး okay ဘူးဆိုဒီလကလုံးဝလုံးဝအစီမပြေသွားမယ် okay သွားမယ်အနောက်ချက်လေးတွေကင်းသွားလိမ့်မယ်ဟိုအနောက်လေးတွေရှိနေဒီလထဲမှာအကောင်းဆုံးဖြစ်ပြီးတော့ပြေသွားလိမ့်မယ်လို့တွေးရတယ် ိမ်နာဝေးကျင်နေတယ်အဲ့ဒီတိုင်းပဲအေးအေးဆေးဆေးပဲဆူဆူပြေးပဲဟိုကို့ကုနီမဆာမတူတွေလည်းအမြောင်များပေါ်လာလိမ့်မယ်ကိုလည်းတွေ့ရတယ်ပေါ့အဲ့တော့နောက်ချက်ကြတော့ပါလဲဆိုတော့မိတ်ဆွေနောက်ပြီးတော့တငယ်ချင်းညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ကုညီကုညီချင်းတွေမဆာချင်းတွေအရင်ကအာဟိုအဖက်မလုပ်တဲ့သူတွေတော့ကို့အဖက်လာလောက်ပြီးတော့အာကိုနဲ့ဟိုတပူတရရဲဖြစ်ချင်တယ်ဆိုတဲ့ကာလနဲ့မှာပါဆိုတော့ဒီကာလမှာတန်ရောစင်ရောချစ်ရောမေတ္တာရေးရောတော်တော်ကံကောင်းတဲ့လလို့ပြောရရတဲ့အင်္ဂါသမီးများအနေနဲ့ကကြတော့နော် ော့လူမွေးကိစ္စများတော့အဲ့လိုตาရေးနာရေးကိစ္စတွေအတွက်ကိုအခြေအရန်ကုန်ခြင်းအဖြစ်မိမိရပေါက်ရာလန်းနေတော့နဲလာတတ်တယ်အဲ့တော့အမြဲတမ်းပဲตาရေးနာရေးကိစ္စတွေမွေးရတယ်မှာတော့အမြဲဟိုအလုံးရှုပ်နေပဲနဲ့တုံးတင်နာလေးလောက်ပို့လဲအကြံပေးလို့လေပေါ့နော်အဲ့တော့ဒီကာလမှာကျတော့ဗာလေဆိုတော့အဖိုးတန်ရေနာလေးဝင်လာတတ်တယ်ရွှေတွေမွေးလေးဝင်လာတတ်တယ်နောက်တစ်ခုအဖိုးတန်နဲ့ပစ္စည်းတွေဝင်လာတတ်တယ်ပေါ့အဲ့ဒါမျိုးဆိုတော့ပုကံပိုကောင်းလာပြီလို့သတ်မှတ်လို့ရတယ်နောက်ပြီးတော့ ဖြားနာလာတယ်ဖြစ်တတ်တယ်နောက်တော့ကွေးတွေဖြစ်တယ်ရာသီတော့ကွေးတွေပဲဖြစ်ဖြစ်တတ်တယ်အဲ့တော့တတိထားဖို့လွယ်လိမ့်မယ်နောက်ပြီးတော့ဒီသူများကိစ္စတွေကိုကိုကိစ္စတွေကိုအရင်လှုပ်ရှုပ်တတ်ကြအောင်လို့အားနေတာမျိုးကိုကိုကဂူးဆိုင်မိတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတွေကိုတတိထားပါပြည့်ခါကျတော့ဗုဒ္ဓဟူးသားသမီးများအနေနဲ့ဆိုတော့နိုင်ငံရဲ့ခြားကိစ္စရဲ့အများကြီးစင်ပြလာမယ်။ Okay လာမယ်။လူမှုလူမှုလူမျိုးခြားအာနောက်တိုင်းသားအဲ့လူမျိုးတွေကြောင့်မလို့ကိုယ့်ရဲ့အကောင့်အခွင့်အရေးကောင်းနေအများကြီးပေါ်လာနိုင်မယ်။နောက်လူကြီးတွေ မိရအသက်ကြီးတဲ့သူတွေနောက်ပြီးတော့မိလုပ်ငန်းမှာရှိတဲ့ဟိုအသက်ကြီးတဲ့သူတွေနောက်လို့ကိုယ့်ရဲ့ယာထုကြီးတဲ့သူတွေနဲ့ပြက်နာဆုံးတစ်ခုတက်တာမျိုးအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်။သတိထားလိမ့်မယ်။ဟိုဒီလိုတွေနဲ့အဆင်မပြေတာရဲ့စပြီးတော့မိမိမှာအဲ့လိုရှုပ်ထွေးမှုတွေပြက်နာတွေအများကြီးပေါ်ပေါ်တက်တာမဟုတ်လို့ဒီအဲ့လိုမျိုးတွေအဲ့လိုပြက်နာတက်လာပြီဆိုရတယ်ကိုယ့်ကိုစိတ်လျှော့လိုက်မှရအောင်စိတ်မလျှော့နိုင်ဘူးဆိုတော့တက်တာအများကြီးကြီးပါတတ်တယ်မနော်။နောက်ရွှေတို့နိုင်တို့ဝင်မယ်ဆိုတော့ကံပူကောင်းလာတတ်မယ်။နောက်ပြီးတဲ့အခါကျတော့ဒီအခြေအကိစ္စတွေကကျတော့ခုတစ်မျိုးတော်ကြတစ်မျိုးဟာပြောရမယ်ဆိုရင်ကွယ် အယူကိုလင်တော်ထားတဲ့ပုံစံမျိုးအားခရက်တွေတောင်းချောက်တောင်းကိုထနေတဲ့လလို့ပြောလို့ရတယ်နော်ဟိုဆိုရတာဘလို့ခေါင်းဆောင်ကောင်းလိုက်မကောင်းလိုက်အစီပြေလိုက်မပြေလိုက်အာဟိုဘလို့မန်းကိုမသိရဲဆိုတဲ့အချင်းရေးအိမ်တော်ကြီးတစ်ခုကိုဖတ်တန်းနေရတဲ့ကာလကိုပြောလို့ရတယ်ပေါ့နော်ကျမ်းပါအချင်းနဲ့ပတ်သက်ပြီးပြောရမှာဆိုတော့သွေးရောဂါတွေတိထားဖို့လိုတယ်နော်ဒီအကြောနဲ့ပတ်သက်တဲ့ရောဂါနော်နှလုံးတွေပါတွေဖောက်လာတာမျိုးနှလုံးဒီပတ်သက်တဲ့ယောဂါလေးဖြစ်လာတတ်တယ်ပေါ့နော်။အဲတော့ကြာသာဝိသသမီးများအနေနဲ့ပြောရမယ်ဆိုရင်တော့ဘာလဲဆိုတော့ဒီ မတင်မကြလေးတွေကြောင့်မလို့ဟာဟိုဟာလောက်ကလည်းဒီဟာလောက်ကလည်းမတင်မကြလေးကြောင့်မလို့အဲ့လိုအရှုပ်တွေဖြစ်လာပြီးတော့အမှရှင်းမနိုင်ထိမနိုင်တဲ့ကိစ္စတွေဖြစ်လာတတ်တယ်။အဲ့တော့အဲ့ဒါကိုရှင်းရှင်းမရှင်းအကြီးဖြစ်လာလိမ့်မယ်နော်။မရှင်းလေအောင်ငါတို့သတ်သားမယ်လို့မထင်နဲ့။မရှင်းဘူးဆိုရင်အကြီးဖြစ်လာပြီးတော့ဟိုနော်။အိုးကောင်းကင်မှာအထိမှာတက်ရမယ်ဆိုတဲ့စဉ်းစားရောက်သွားလိမ့်မယ်။နော်။ကောင်းကင်ဆိုတာအလုံးစုံလားငရဲတယောက်ဆေးရလိမ့်မယ်နော်။အဲ့တော့အဲ့ဒါရှိရဲ့နောက်မိမိမှာရှိရဲ့လူရင်းတွေတန်ငယ်ချင်းရင်းတွေတပည့်အရင်းချတွေရဲ့ဒုက္ခပေးခြင်းကိုခံရတတ်တယ်အဲကြောင့်မလို့ သူတို့ရှုပ်ထားသမျှမှန်များအားလုံးကိုခေါင်းခံလိုက်ရှင်းပေးနေမယ်လီဒါထဲမှာတော့ပြန်နာပုံများလာဖို့ရှိတယ်အဲ့တော့ဒေရေးထားပြီးတော့လောက်ရာရှာလေးလောက်ကိုအကြံပေးလို့လေစကားရှုပ်လို့ရှင်းရတဲ့နာပုံများလိမ့်မယ်ဒီကားလာမှာပေါ့နော်လောက်လုတ်တဲ့အခါမှာလဲစိတ်လိုက်မှန်ပါမလုတ်ပဲနဲ့ကောက်ကိုစိတ်လေးကိုရှော့ပြီးတော့လောက်ရာရှာလေးလောက်မှာပဲရလိမ့်မယ်ဒီကားလာမှာစိတ်ရန်စိုးရင်ဒေါသရန်ထွက်ရင်မှားမယ်လို့ကိုကိုသတ်မှတ်လိုက်လို့နော်အေးအခြေရေးအိမ်တော်ကြီးတွေကတော့ပြောရမယ်ဆိုရင်တော့อืม ဆွေမျိုးရင်းချာတွေကြောင့်မိမိရဲ့တန်ငယ်ချင်းတွေကြောင့်အဆင်မပြေရတဲ့လိုမျိုးရီးစားဟောင်းတွေအဆတ်ဟောင်းတွေပါဟောင်းတွေညာဟောင်းတွေကြောင့်ခဲရီထားတတ်တယ်။အဲ့ဒါတွေမရှိရင်အိုးအိုးအိုးကေကေအိုးအိုးပြပြအိုးအိုးဆူဆူပြပြပဲလို့ပြောလို့ရတယ်။နောက်ပြည့်ခါကျတော့နေရအပြောင်းရွှေ့တွေလုပ်မယ်ဆိုဒီကာလမှာမရွှေ့ပါနဲ့။ရွှေ့မယ်ဆိုရင်တော့နည်းလေးအဆင်မပြေမချောမွေတာလေးတွေရှိတတ်တယ်။နောက်ပြီးတော့ခန္ဓာကိုယ်ရဲ့ခါးတွေ၊ဘိုက်တွေ၊ခေါင်းပိုင်းတွေကိုတရေထားဖို့လိုအပ်ပါတယ်။အော်တောက်ကြသားသမီးများနေနေဆိုရင်တော့ခွန်ရေးကောင်းတွေအများကြီးပေါ်လာတယ်။ ခွင်းကောင်းတွေရှိတယ်ခွင်းပြန်ခွင်းကောင်းတွေရှိတယ်အဲ့တော့အပြိုင်ဆိုင်တိုက်ခိုက်တော့မြင်းနဲ့ညင်းနဲ့ပို့ပို့ပြီးများလာလိမ့်မယ်အဲ့တော့များလာတယ်ဆိုရင်တော့မလုံးရရှာလို့မယ်ကိုအဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေကြောင့်ငါကိုလုံးစီရရှေ့လို့တွေကိုရက်လိုက်မယ်ဆိုရင်တော့အဲ့ဒါဆင်မပြေဘူးမတင့်တော့ဘူးလို့ကျွန်တော်နေပြောချင်တယ်အဲ့တော့ AACC ပဲဖြတ်တန်းပါဟိုကိုအမားတော့မဟုတ်ဘူးသူသူ့အမားအဲ့သူ့အမားကိုကိုအမားဆိုပြီးတော့အပြောဆိုခံရပြီးတော့အာလို့ခရက်တွေမျိုးစုံထတတ်တယ်အဲ့တော့စိတ်ထင်းပါစိတ်လျှော့ပါလို့ကျွန်တော်နေပြောချင်တယ် အဲ့တော့အိမ်ပြောင်းရွှေ့ဖို့ရှိပါလိမ့်မယ်အိမ်ပြောင်းရွှေ့မယ်ဆိုတော့ရွှေ့ရရှိရရွှေ့ပါအိမ်ရှောင်းအိမ်အိမ်ဒီပါတွေရွှေ့ပြောင်းပြီးလုပ်တွေပါတွေရွှေ့ပြောင်းပြီးရဲ့ဆိုရင်ကန်လေးတွေပိုကောင်းလာမယ်အဆင်ပြေလာမယ်ခရီးကောင်းတွေအများကြီးကြုံတွေ့ရမယ်နော်ချစ်သူရေးစားတွေပိုကောင်းဒီကာလမှာတုံရင်ရတုံရင်ပဲပုံမှန်တိုင်းလေးပဲ AC ပဲတည်တည်ငြိမ်လေးပဲဟိုပုံမှန်တိုင်းလေးပဲလို့ပြောလို့ရတယ်အဲ့တော့ကျမကြီးအနေနဲ့ဆိုရင်တော့ C C ပိုင်းဆိုင်ရာတွေနောက်မျက်စိနဲ့ပတ်သက်တဲ့အပိုင်းဆိုင်ရာနောက်ခေါင်းနဲ့ပတ်သက်တဲ့အပိုင်းဆိုင်ရာတွေကိုသတိထားဖို့လိုပါပဲ စနေသားသမီးများအနေနဲ့ဆိုရင်တော့စက်တူကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေကိုသတိထားဖို့လိုအပ်တယ်ဒီကာလမှာစောက်တန်းတွေမလွတ်တာကောင်းတယ်လောက်ရမယ်ဆိုရင်နှစ်ခါသုံးခါအဲ့လိုထက်နေရမျိုးရှိတတ်တယ်နှစ်ချိန်သုံးချိန်လောက်ရလိမ့်မယ်အဲ့လိုလောက်ရပြီဆိုတာ ਨੇ ကိုခရက်မျိုးစုံထပြီးတော့မှတ်လို့ရတယ်အကြောင်းလက်လိုက်တော့ဒီချိန်တည်းမပြီးဘူးဆိုရင်တော့နှစ်ချိန်သုံးချိန်ဆိုရင်တော့ပို့ပို့ပြီးရှုပ်လာလိမ့်မယ်ပို့ပို့ပြီးဆိုးလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးရအခါမျိုးကြတော့ အလှူလုံးနိုင်တော့လလို့ပြောရရတယ်ဒီကာလမှာအလှူလုံးနိုင်နေတယ်မိတိအချီနေမျိုးပဲဖြစ်ဖြစ်ရှိတဲ့ဟာကြီးနဲ့ပဲဖြစ်ဖြစ်အလှူလုံးနိုင်မယ်ဆိုရင်လှုပ်လှုပ်ပြီးပြီးသွားတယ်မိမကံကောင်းခြင်းတွေအစဉ်ပြေခြင်းတွေအိုကေခြင်းတွေအော်ကောင်းဆုံးဆိုတဲ့နေရာတစ်ခုတည်းကိုရောက်ခြင်းတွေဖြစ်လာလိမ့်မယ်အဲ့တော့မိပြတ်ဆုံးလှလှတစ်ခုခုလောက်ထားတာမျိုးဆိုရင်ကံပိုကောင်းလာလိမ့်မယ်ကံပိုတက်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်နောက်ပြီးအိမ်အောင်ရှင်များအဖို့တော့ပြောရမယ်ဆိုတော့အဆင်မပြေမှုတွေများပြီးတော့အနောက်ရှေ့အတားအဆီးတွေဘာမှမသိတဲ့ပြဿနာတွေဘာမှရေရာမရှိတဲ့ပြဿနာတွေရောက်ပြန်တာတက်နေရမျိုးတွေရှိတတ်တယ်ပေါ့နော် ချစ်သူရေးသားတွေကတော့လို့ပဲပြောင်းဖီးပြီးတော့နေရမယ်လာတတလို့ပြောလို့ရတယ်အဲ့တော့သွားဆက်ရှက်သွားမဲ့ခါကျရှက်လာမယ်အေးစစ်ပဲနောက်ပြီးတော့ကျမိုင်နေထားပြောရမယ်ဆိုတော့အာယုံကျော်တွေရဲ့နောက်ဒီ1နဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်တတ်တယ်နောက်မျက်စိနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်တတ်တာကိုသတိထားပါလိမ့်မယ်အဲ့တော့အော်တိုဘာလာတဲ့အချစ်ရေနော်ချစ်ရေးရဲ့အိမ်တော်ကြီးရဲ့လူမှုကြီးရဲ့ကျမကြီးရဲ့ကိုကျွန်တော်ပြောပြောပြီးဖြစ်ပါတယ်အဲ့တော့ ျွန်တော်မွေးကြေးပိုင်းနဲ့နော်မွေးကြေးကိစ္စတွေအဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောဆရာရှိရပြောပြပြီးနော်ကန်ကောင်းချင်းကန်ဆိုးချင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပြီးပါပြီကြည့်ရသေးဆိုတော့သွားကြည့်ပေးပါလို့ပြောချင်ပါတယ်အားလုံးအစီအမံရောက်ပါစီခင်ဗျာ